ငလျင်ကြီးလှုပ်ပြီးတော့ဒုက္ခဒုက္ခရောက်နေကြအဲ့ဒါလို့ဒုက္ခရောက်တဲ့အခါလူတွေဟာစိုးရိမ်ကြတယ်ထိတ်လန့်ကြတယ်တုန်လှုပ်ကြတယ်ငိုကြတယ်ပြီးတဲ့အခါကျတော့တော့ပြောင်းသွားပြီဆိုရင်တခါပျော်ကြဗျာရောအမတ်မရှိတဲ့လူတွေပဲမှားတော့တတ်တော်ဟာတွေကအမတ်မရှိဘုန်းကြီးတခါတလေကြီးမိတယ် တခါတခါကြက်တွေကိုချင်းနဲ့ထည့်ပြီးတော့ခြေတော်ကိုကျိုးရီချီပြီးချင်းနဲ့ထည့်သွားတွေ့ဟာဒီကောင်လေးတွေစိတ်ညစ်နေမှာပဲလို့အောင်းမိတယ်ဘယ်တကောင်တကောင်မှစိတ်ပြီးတော့တွန်လိုက်သေးတာတခါတခါချင်းနဲ့ကနေပြီးတော့စိတ်ညစ်ဖို့နေနေတာဒါတကောင်တကောင်ပဲစိတ်ချက်နေတာသူတို့ကအဲ့တော့ဘဝဆိုတာတာယာမှုတွေနဲ့ ကြမ်းဖန်ပြီးတော့လူတွေဟာပြောနေကြတယ်အဲ့တော့ခွန်ကြီးတို့တွေဟာဘဝတဏ္ဍာကိုဖယ်ရှားဖို့ဆိုလို့ရှိရင်ตาယာမှုအပိုင်းတွေကိုဖယ်ထားစိတ်ပြည့်စရာကောင်းတဲ့အပိုင်းကိုများများကြည့်ပေးရမယ်ဘဝမှာအတ္တဓာတ်လို့ဆိုတဲ့ခြင်နှစရာကောင်းတာတွေရှိတယ်မရှိဘူးမဟုတ်ရှိအဲ့ဒီခြင်နှစရာကောင်းတာတွေဟာတခဏမျှသာဖြစ်လို့သူတို့မကြည့်နဲ့ စဉ်းစားဆင်ခြင်ကြည့်မကျေနပ်เสียကောင်းတာတွေပဲကျေနပ်เสียမကောင်းဘူးဆိုတာတွေအပြစ်တွေပဲကြည့်အပြစ်တွေကိုအာဒီနဝလို့ခေါ်တယ်အဲ့ဒီအာဒီနဝဆိုတာမွေးလာပြီးရင်အိုရတယ်နာရတယ်တေးရတယ်အဲ့ဒီအပြစ်တွေကိုကြည့်မှတာယာမှုဆိုတဲ့တဏှာကိုဖယ်ရှားပြစ်နိုင်မှာဖြစ်တယ်အဲ့ဒီတဏှာမဖယ်ရှားနိုင်ပဲနဲ့တန်တရားကထွက်နိုင်တယ်ဆိုတာလုံးဝမရှိဘူး ကြောင့်မို့မြတ်စွာဘုရားကတရားကျင့်ပြီးတော့ဘုရားဖြစ်သူရောက်တဲ့အခါကျသူဘာကြညာလဲလို့ဆိုကာဟကာရကဒိဋ္ဌောတိပုဏ္ဏကေဟံနာကဟတိငါခန္ဓာအိမ်ဘယ်လိုဆောင်းနေတယ်ဆိုတော့ငါတွေ့ပြီတဲ့သဗ္ဗတေဘာသူကပဲကကာဟကုတံဝိသင်္ကတံတဏှာရဲ့အကူအညီဖြစ်တဲ့ကံတရားတွေအာလံသူဖြစ်ရှိပြလိုက်နောက်ဆုံးသူရလိုက်တာဘာလို့ဆိုတဏှာနံခယမစ္ဆေ တဏ္ဏံခယဆိုတာကာမတဏ္ဏယောဘဝတဏ္ဏယောဝိဘဝတဏ္ဏယောတဏ္ဏမန္တညကိုကုံဆုံးစေတတ်တဲ့အကျဉ်းချံမရှိအောင်ဖယ်ရှားပြစ်နိုင်တဲ့ရတ္တမေဆိုတဲ့အစွမ်းထက်တဲ့အသိဉာဏ်ကြီးကိုရလိုက်တာတဲ့တဏ္ဏကိုဖယ်နိုင်တဲ့ဟာရတ္တမေမှာဖယ်နိုင်တယ် တန်တပတိမဲ့အချိုးဝဲလောက်သာဖယ်လို့ရတယ်တဂါရဂါမိမဲ့ကအချိုးဝဲလောက်သာဖယ်နိုင်တယ်အနာဂါမိမဲ့ကလည်းအချိုးဝဲလောက်သာဖယ်နိုင်တယ်အရတ္တမဲ့ကျတော့အကျဉ်းချံမရှိအောင်လုံးဝတဏှာတွေကုံဆုံးသွားစေတတ်တယ်အဲ့ဒီတဏှာတွေရဲ့ကုံဆုံးသွားမှုကုံဆုံးသွားစေတတ်တဲ့တဏှာရဲ့ ကိုရာကုံညောင်းဖြစ်တဲ့ရတမက်ကိုရလိုက်ပြီးတနည်းအားဖြင့်ပြောမယ်ဆိုရင်တဏှာတွေလက်လန်းမမီတဲ့နိဗ္ဗာန်ကိုတွေ့လိုက်တွေ့လိုက်လို့တဏှာကိုကုံဆုံးစေတတ်တဲ့ရတမက်ညာကြီးကိုရလိုက်တယ်လို့ဒါမြတ်စွာဘုရားကိုယ်တိုင်ဘုရားဖြစ်သွေရောက်လို့ဖာရတာတော့လို့ဆိုလို့ရှိရင်တနက်ခရကိုရဒါဘုန်းကြီးတို့တွေတနက်ခရကိုမရသေးသမျှဘဝတဏှာနဲ့လုံးလက်ခတ်နေကြအောင်ပါပဲ။ အတရားတွေပါအဲ့ဒါကိုပြောတာဘဝတဏှာနဲ့တန်တရားလို့ဆိုတာတဏှာရှိနေသေးတယ်မြတ်ဘဝနဲ့တန်တရားရှိနေဦးမှာပဲလို့ဒါကပုံမှန်အတိတ်ရဲ့အဖြစ်ပြော